စေမမားနယ်လောဘတကြီးနဲ့ဗိုတင်တောင်းနေတဲ့ network ကိုမှတ်လောက်သားလောက်အောင်ပြင်ထားပြီးခဲ့တဲ့ JK ဆိုပြီးအောင် Miss Grand International ရဲ့ Grand Final ကနီကန်လာလာနဲ့အများဗိုတင်တွေကိုအရန်လိုအပ်နေတဲ့ network ကတော့ဟမ်မဆောင်နိုင်တော့ပါဘူးရှင်။ နဝရဲ့အဓိကစီးပွားရေးကအလှမဲ့ပြိုင်ပွဲတွေလုပ်ပြီးနိုင်ငံတွေဈေးကနေပြီးတော့ဒေါ်လာနဲ့ပုံတင်ပေးခိုင်းတာပါအလှမဲ့ကိုစုရစေခြင်းလို့ပြည်သူတွေကဒေါ်လာတွေသုံးရပြီးတော့သူကတစ်နှစ်ကိုဒေါ်လာတန်းနဲ့ချီပြီးတော့အမျက်တွေရသွားတတ်သူဖြစ်ပါတယ်စုရတဲ့အလှမဲ့တွေကိုလည်းသူ့ရဲ့ထုတ်ကုန်တွေမှာဈေးအောင်ခန့်တက်ပြီးပြည်သူတွေကိုဝယ်ခိုင်းနေရှိပါတယ်လောဘကြီးတဲ့နဝက Swimsuit Round PP ဈေးမှာလည်းပုံတင်များတဲ့အလှမဲ့ကိုဈေးအောင်ခန့်တဲ့အထိသူ့ရဲ့စီးပွားရေးဆံမှုကတော့ဟန်ဆောင်မရခဲ့ပါဘူးဒီလိုစီးပွားရေးဆံတဲ့နဝကလွန်ခဲ့တဲ့နှစ်မှာလည်းမြန်မာတွေဈေးကနေဒေါ်လာတန်းချီရသွားခဲ့ပါသေးတယ်ရှင်ဒီနှစ်မှာ ာတော့မြန်မာနိုင်ငံကနေအခုအထိဗိုလ်တင်များများမရသေးပါဘူး။လွန်ခဲ့တဲ့နှစ်မှာတော့နဝက်ကမြန်မာနိုင်ငံကိုဒေါ်လာတွေဥပေးနေတဲ့ရွှေတွင်းကြီးအဖြစ်ကိုသဘောထားခဲ့ပါတယ်။အဖြစ်ကတော့အမေရိကန်နဲ့မတူတော့လို့နဝက်လည်းဟန်မဆောင်နိုင်တော့ပဲပေါ်တင်တောင်းရတဲ့အထိဖြစ်လာပါတယ်။ဒေါ်လာနဲ့ပေးရတဲ့ဗိုလ်တင်တွေကိုမပေးတာကလည်းနဝက်ရဲ့အကြောင်းကိုသိသွားကြတာကြောင့်ဖြစ်ပါတယ်။နဝက်ကရသလောက်ယူပြီးစုကိုလည်းသူပေးခြင်းနဲ့သူကိုပေးတတ်တာကြောင့်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ညကရှင်ပြိုင်ခဲ့တဲ့ပွဲမှာလည်းနဝက်က popular voting အတွက် JK ကိုစင်ပေါ်မှာတီးတန့်ပြောခဲ့သေးပါတယ်။ JK အတွက် voting ပေးဖို့အတွက်ဟန်အောင်မဆောင်နိုင်မပြောခဲ့တာကြောင့်နဝက်ရဲ့လောဘကြီးမှုကလည်းတကယ်ကိုရုပ်ဆိုးသွားခဲ့ပါတယ်။ ဂျေကီကတော့မြန်မာနိုင်ငံမှာနေထိုင်တဲ့သူတွေကစီးပွားရေးအားနဲ့နေတာကိုကိုကျင်းစာရာကြောင့်သူကငွေကုန်ဈေးမဲ့ပို့တင်နေမပေးဖို့အတွက်ပြောထားပါတယ်။ငွေတွေအရင်မှမောနေတဲ့ network ကိုတော့ဂျေကီက Body Beauty Brain Business ဆိုတဲ့ဘီလေးလုံးကိုသူ့မှာအကုန်ပြည့်စုံနေတယ်လို့ပြောလိုက်ပါတယ်။သူကဝန်ထမ်းတရဖူးသားပေးမယ်ဆိုရင်တော့ business strategy ကိုပါပေးမယ်ဆိုပြီးတော့အပိတ်ယူလုပ်ခဲ့သေးပါတယ်။လောဘတကြီးနဲ့ပို့တင်တောင်းနေတဲ့ network ကိုထိထိမိမိပြောချလိုက်တာဖြစ်ပြီးတော့သူကဝန်ထမ်းမပေးရင်တော့နောက်တရရမယ်ဆိုပြီးတော့ပါခြေချသွားခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်မှာမြန်မာပြည်သူတွေနဲ့ပြဿနာတက်ခဲ့ ဲ့တဲ့နဝကတော့အမှတ်မရှိသေးပဲဗိုလ်တင်ကိုလိုချင်နေသေးတာပါနော်။ JK ကတော့နဝလိုချင်တဲ့အရေးအတွက်တိုင်ရချင်မှရနိုင်ပေမဲ့သူ့ပေးမဲ့စီးပွားရေးအကြံဉာဏ်တွေကပို့ပြီးတော့တန်ဖိုးရှိတယ်ဆိုပြီးတော့ပြောနေခဲ့ပါတယ်။ဒါကြောင့်လည်းတရဖူးနဲ့စီးပွားရေးအတွေ့အခေါ်တွေကိုအလဲလဲလှုပ်ဖို့ပါတိုးဝိုက်ပြီးတော့ပြောခဲ့တာဖြစ်ပါတယ်။ဖြတ်တို့ညံကောင်းတဲ့ JK ကိုတော့ short လို့မရပဲသူ့ရဲ့ညာရင်ညာသွေးကလည်းကောင်းမွန်နေပါတယ်။လွန်ခဲ့တဲ့နှစ်တွေကအလှမေတွေကတော့စုမယာမာကိုဆိုရင်လားကြောင့်နဝပြောသမျှအရာအလုံးကိုလိုက်လျော်ပေးခဲ့ကြပါတယ်။နဝကဇေယျမှုပြောရင်လည်းရောင်းဝေးခဲ့ကြပြီးနဝကဗိုလ်တင်နဲ့တောင်းရင်လည်းပြည်သက်တီ ကိုဗုဒ္ဓင်းနေပေးဖို့အတွက်တိုက်တွန်းခဲ့ကြပါတယ်။စူရဖို့အတွက်နဝတ်စိတ်ပြည့်စည်မဲ့အရာတွေမလုပ်ဖို့တောင်းပြောခဲ့ကြတဲ့အထိနဝတ်ရဲ့မျက်နှာရိပ်မျက်နှာကဲကိုကြည့်နေခဲ့ကြရပါတယ်။ဒါပေမဲ့ JK ကတော့အရင်ချင်းစစ်တွေနဲ့ရှင်းပြနေတာဖြစ်ပြီးသူတောင်းသမျှလည်းပေးဖို့မရည်ရွယ်ထားပါဘူးရှင်။အလောက်မဲ့ပြန်ဝဲကိုအားပေးကြတာနဲ့တင်ကျေးဇူးတင်နေပြီးတော့ခက်ခဲနေတဲ့ပြည်သက်တွေစီကနေလည်းငွေတွေကိုမတောင်းရပါဘူး။ဒါကြောင့်သူ့ဘက်ကစီဝိုင်းအကြံဉာဏ်တွေပေးပြီးတော့နဝတ်ကတရက်ဖူပေးမယ်ဆိုပြီးတော့ပြောခဲ့တာပါ။ပြန်ဝဲကအရှိန်ကောင်းလာတာနဲ့အများ JK ကတကူကောင်းမဆန်မဲ့ပြည်သက်တွေကိုငှက်ညာတတ်သူဆိုတာသိလာကြ ြပါတယ်။ GK ကဒီစုကိုပင်ကိုအရေးချင်းနဲ့ပဲရှင်းပြနေတာဖြစ်ပြီးငွေပေးမှစုရမယ်ဆိုတာကိုလည်းလက်မခံကျင်တဲ့သူပါ။ GK ရဲ့ National Account ကျူးကလည်းလူကြိုက်အများနဲ့ယုံသားမကလူတည်နေတဲ့ဝတ်စုံကလည်းဖော်ထုတ်ပြီးသားဖြစ်သွားပါတယ်။ဒါကြောင့် Brand Sign တော့ရွေးချယ်လိုက်တဲ့အလှမယ်လေးကတကယ်တော်တဲ့သူဖြစ်တာကိုတော့ချီးကျူးလာကြပါတယ်။ MGN ကိုအမပေးဘူးဆိုတဲ့သူတွေတောင်း GK ကိုအားပေးကြတဲ့အထီးအောင်မြင်နေပြီဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ကအလှမယ်လေးလို့ကြီးမားတဲ့စုကြီးတွေမရရင်ကြောင်းကျင်းနေကြပြီးတော့ GK ကိုအတိမတ်ပြုနေကြပါပြီရှင်။ ငွေအရမ်းမတက်နှဝကိုစင်မော်မာနဲ့တစ်ချက်တည်းနဲ့တီတီမိမိပြောခဲ့တဲ့ဂျီကေကို MGI မှာဆက်လက်အားပေးတင်လားဆိုတော့ကောမမပြောခဲ့ပါအောင်နော်ကြီးစုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်